င်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဇွန်လ24ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့ကဝါမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်အခမ်းအနား ERD တိုင်းဝန်ကြီးချုပ်ဟောင်းမန်းကျော်နေတက်ရောက်တဲ့သတင်းကိုတင်ပြပေးပါမယ် ကဝမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်အခမ်းအနားကို KNU KNLA တပ်မှတင်နေမိမှာ2025ခုနှစ်ဇွန်လ23ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါရင်အခမ်းအနားကိုလုံခြုံရေးအခြေအနေအရအချင်းချင်းကျင်းပခဲ့ပြီးတော့ KNU KNLA မှအတောင်းဝန်ရှိသူများအရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းအဖူးမန်းကျော်နီပဲခူးခရိုင်ပကဖမတာဝန်ခံများပဲခူးရန်ကုန်တော်လိုင်းအင်အားစုပူးပေါင်းစစ်ကြောင်းမှတာဝန်ခံများပဲခူးခရိုင်မှာရှိတဲ့မြို့နယ်မြို့ပကဖတာဝန်ခံများမိဘအဖွဲ့အစည်းများမှတာဝန်ရှိသူ များနဲ့ရဲဘော်ရဲဘက်များတက်ရောက်ချင်းမြင့်ပေးခဲ့ကြတယ်လို့ဖော်ပြထားပါတယ်။အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလန်တော်ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်းကြာဆုံးခဲ့ရတဲ့အာဇာနည်သူရဲကောင်းများဧည့်သည်တော်များအားစီးရေးပြအလေးပြုခြင်းနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တစ္ဆာအဋ္ဌထံလေးချက်အဋ္ဌထံပြုရုပ်ဆိုခြင်းတို့ကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။တက်ရောက်လာကြတဲ့ဧည့်သည်တော်များကချီးမြှင့်အမှားစကားပြောကြားပြီးတဲ့နောက်ကဝါမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့မြို့နယ်တာဝန်ခံကိုကျော်နိုင်ကအမှားစကားနဲ့ကျေးဇူးတင်စကားပြောကြားပြီးတော့အခမ်းအနားကိုအောင်မြင်စွာကျင်းပပြီးစီးခဲ့တယ်လို့သိရပါတယ်။ကဝါမျိုးနယ်ပြည်သူ့ကာကွယ် တပ်ဖွဲ့ကို2021ခုနှစ်ဇွန်လ23ရက်နေ့မှာစတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနတောင်ပိုင်းစစ်ဒေသအမှတ်1စစ်ဒေသခွဲတိုင်းစစ်ဌာနပဲခူးပဲခူးတိုင်းပဲခူးခရိုင်ကိုကဲမှုမှာကဝါမျိုးနယ်ပကပအဖြစ်ရက်တီပြီးတော်လန်တိုက်ပွဲဝင်လျက်ရှိကြောင်းထုတ်ပြန်ထားပါရခင်ဗျာဆက်လက်ပြီးတော့မုံမင်းမျိုးမှာ DNL စစ်ကြောင်းထွက်ကင်းလှည့်နေစဉ် SSPB SSA တပ်ဖွဲ့မှခြုံကိုပြစ်ခတ်တဲ့တရင်ကိုတင်ပြပေးပါမယ်။တအောင်ပြည်တမဟာလီနေမြေမူမိတ်မြို့နယ်မိုးဟောက်ကျေးရွာအုပ်စုအတွင်တအောင်တမတော် DNL စစ်ကြောင်းထွက်ကင်းလှည့်နေစဉ်ရှမ်းပြည်တိုးတက်ရေးပါတီ SSPB SSA တပ်ဖွဲ့မှခြုံကိုပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း DNL မှတရင်ထုတ်ပြန်ထားပါသည်။ရှမ်းပြည်တိုးတက်ရေးပါတီ SSPB SSA တပ်ဖွဲ့ဟာဇွန်လ23ရက်နေ့မနက်09:14မိနစ်အချိန်မှာတကြိမ်မနက်17:00 ီ36မိနစ်အချိန်မှာတစ်ချိန်လက်နက်ငယ်ဖြင့်တအောင်တက်မတော် TNL တပ်ဖွဲ့ကိုခြုံခုပစ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဒီနောက်တအောင်တက်မတော် TNL စစ်ကြောင်းတီရှိရာကိုလည်းမွန်လွယ်ပိုင်း7 3မိနစ်အချိန်မှာလက်နက်ကြီးတစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်တိုးတက်ရေးပါတီ SSPB SSA တပ်ဖွဲ့ဟာဟူဆုံးတောင်စခန်းကိုလည်းတအောင်တက်မတော် TNL ရဲ့တပ်သားလက်ဟာနေချိန်အခွင့်ကောင်းယူပြီးတော့နေရာဝင်ယူခဲ့တာကြောင့်ပြီးခဲ့တဲ့ဇွန်လ15ရက်နေ့မှာတအောင်တက်မတော် TNL တပ်ဖွဲ့မှစခန်း သို့တက်လာစဉ် SSPB SSA တပ်ဖွဲ့ကလက်နက်ဖြင့်တဖက်သက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်မိမိတို့တပ်ဖွဲ့ဝင်2ဦးဆုံးရှုံးသွားခဲ့ရပြီးတော့3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဝက်လူနယ်မြေရဲစခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းအားတားဆီးတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူနယ်မြေရဲစခန်းကိုစစ်ကူလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ပွဲငယ်များပေါ်ဆောင်တားဆီးတိုက်ခိုက်ခဲ့တယ်လို့မြင်းကြံခရိုင်အမှတ်လေးတပ်ရင်းကထုတ်ပြန်ထားပါရင်။ကိုမြင်းဆောင်အညာမြေ operation အဖြစ်မြင်းကြံခရိုင်အမှတ်လေးတပ်ရင်းမြင်းကြံခရိုင်အမှတ်30တပ်ရင်းနဲ့တတဦးပကဖားတို့ကပူးပေါင်းဆောင်ရွက်ခဲ့တာလို့ဆိုပါရင်အဆိုပါတိုက်ပွဲငယ်များအတွင်စစ်ကောင်စီရဲ့တပ်မ88မှဒု းတက်ချက်တဦးကိုဖမ်းဆီးရမိခဲ့ပြီးတော့ရဲတပ်သားတဦးလက်နက်နဲ့အလင်းဝင်ရောက်ခဲ့ပါတယ်။ဒါအပြင်ပြည်သူစစ်မှုထမ်းဥပဒေနဲ့မတရားပေါ်တာဆွဲခံထားရတဲ့တပ်သားနှဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် MA1 တက်လက် MA3 တက်လက် G3 G အတောင့်92တောင့်5.56 G အတောင့်1500 M9 12လုံး60မမ10လုံး60မမဒေါက်တခု RPG အဖူးနှစ်ခု RPG ပို့ G 2တောင့်နေမိုင်း14လုံးလက်ပစ်ပုံ7လုံး Drone Shooter တက်လက်နဲ့ကြည်ပေါင်း6ပေါက်တို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ပွဲများအတွင်စစ်ကောင်စီတပ်သား73ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အလောင်းတစ်လောင်းကိုတင်စီရမိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကရင်နီပြည်နယ်ကကျေးရွာတက်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကရင်နီပြည်နယ်လွိုင်းလင်းလေးမြို့အခြေဆိုင်ခလာရ930တပ်မှကျေးရွာတက်ရွာအတွင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများရန်တမ်းပစ်ခတ်ခဲ့ရာအရဲသားပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF B train မှထုတ်ပြန်ထားပါရင်ဇွန်လ22ရက်နေ့ညနေ9:00ခွဲကမှခလာရ930တပ်မှ60မမ5လုံးကန်ကို ိုလိုင်းလင်းလေးမျိုးနဲ့အရှိဘက်ကကြေးရွာတစ်ခုအတွင်အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အသက်36နှစ်အရွယ်အမျိုးသမီးတအူ19နှစ်အရွယ်အမျိုးသမီးတအူ18နှစ်အရွယ်အမျိုးသားတအူ14နှစ်အရွယ်အမျိုးသားတအူစုစုပေါင်းပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ ဆက်လက်ပြီးခလလူထူခရိုင်မှာစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရမများကြောင်းပြည်သူ၃ဦးတန်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။ကရင်အမျိုးသားအစည်းအရုံးကော်တူးလီအုပ်ချုပ်နေမြေခလလူထူခရိုင်လေတူမြို့နယ်နဲ့မူးမြို့နယ်တို့မှာစစ်ကောင်စီတပ်ကလက်နက်ကြီးဒရုန်းများဖြင့်ရွေချဲရှိရှိပစ်ခတ်ခဲ့တာကြောင့်အရသာပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။ဇွန်လ၁၄ရက်နေ့မှာပိန်းစလုပ်အခြေဆိုင်စစ်ကောင်စီရဲ့ခလာရ264တပ်ရင်းကတမင်အင်းကုန်းကျေးရွာကို120မမလက် က်နဲ့ကြီးတလုံးဖြန်တလင်းကြီးရွာကိုနှလုံးပြက်ခတ်ခဲ့တာလို့ဆိုပါရယ်ပြက်ခတ်မှုအတွင်းတမင်အင်ကုန်ကြီးရွာမှနော်ဂီလာဖော26နှစ်ဖြန်တလင်းကြီးရွာမှနော်မူမူ42နှစ်နဲ့စောတောင်ဖြောင့ 17နှစ်တို့3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဇွန်လ18ရက်နေ့မှာလည်း၎င်းတက်မှသမင်အင်္ဂုံကြီးရွာကို120မမ3လုံးထပ်မံပစ်ခတ်ခဲ့ပြီးတော့ဇွန်လ20ရက်နေ့မှာနတ်တန်ကွင်းမှစစ်ကောင်စီတပ်ကအုတ်ရှိကုံကြီးရွာကိုဒရုန်းဖြင့်ပုံဆက်နှလုံးရေလဲကြီးရွာကိုလက်နက်ကြီး3လုံးနဲ့လေကွင်းပြင်မှာတလုံးပစ်ခတ်ခဲ့ရာဖုံးကြီးကျောင်းတစ်ကျောင်းခရိယံဖျားကျောင်းတစ်ကျောင်းနေအိမ်3လုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဆက်လက်ပြီးပေါင်းမျိုးနယ်မှာစေကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်9ဦးသေဆုံးအများအပြားဒဏ်ရာရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ဇွန်လ23ရက်နေ့မနက်6နာရီခွဲကမှပေါင်းမျိုးနယ်တောင်ပိုင်းမှာရှိတဲ့ဘူမေ၊ဘူကုံ၊လက်ယာ၊လက်ပံလ၊တဆူ၊တက်ကြဲချင်းနဲ့ ကင်မရွာစတဲ့ခြေရွာများကိုတိုက်ပွဲဖြစ်ပွားမှုရှိပေလီချောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသတရင်းရင်းမြစ်များမှသိရပါသည်အစူပါတိုက်ခိုက်မှုကြောင့်တက်ကြင်ရွာမှဒေသခံ3ဦးနဲ့ဘူမေရွာမှဒေသခံ2ဦးသေဆုံးခဲ့ပြီးတော့ဒဏ်ရာရသူအများအပြားရှိသလိုပေါင်းမျိုးနဲ့မြောက်ပိုင်းမှအလုတ်ကိစ္စဖြစ်တောင်ပိုင်းသို့ရောက်ရှိနေသူအချို့လည်းထိခိုက်သေဆုံးမှုများရှိတော်လေတိကျတဲ့အရေးအတွက်ကိုမသိရဘူးလို့ဆိုထားပါသည်ဒဏ်ရာရသူအချို့ဟာနှိစက်ရာစည်းကမ်းများမှကုသမှုခံယူနေပေမဲ့စစ်ကောင်စီရဲ့စစ်ကြောင်းများပေါက်အရှိပ က်ရေနံမော်တာကြီးတောင်မှာရိတ်ခါရင်တန်းနဲ့ရောက်နေပြီးတော့ပြူစော်တီးရွာများအနီးတဝိုက်မှာရှိနေတာကြောင့်ဈေးကူသားမှုခံယူရန်တွာလာရခက်ခဲနေတယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့မင်းလာမျိုးနယ်ကကြေးရွာ၅ရွာကိုစစ်ကောင်စီတပ်ကဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းအနောက်ပိုင်းတာယာဝတီခရိုင်မင်းလာမျိုးနယ်တွေကကြေးရွာ၅ရွာကိုဇွန်လ23ရက်နေ့မှာစစ်ကောင်စီတပ်က မီးတင်ရှို့ဖျက်ဆီးခဲ့တယ်လို့မင်းလှသတင်းရင်းမြစ်ကသိရပါဗျ။မနေ့9နာရီဝန်းကျင်ကမှကန်ကောပင်အုပ်စုဘူတထောင်ချေးရွာကိုစစ်ကောင်စီတပ်သားတွေကဝင်ရောက်လာပြီးတော့မီးတင်ရှို့ခဲ့တယ်လို့ဆိုပါဗျ။အဲဒီနောက်မနေ့9နာရီကမှထောက်ချံအုပ်စုစားချောင်းရွာနဲ့မနေ့17နာရီကမှထောက်ချံအုပ်စုစင်အိုင်ချောင်းပေါက်ရွာတို့ကိုစစ်ကောင်စီတပ်သားတွေကထပ်မံမီးရှို့ဖျက်ဆီးခဲ့တာပါ။မုံလွဲ့9နာရီ10မိနစ်ခန့်မှလည်းကန်ကောပင်အုပ်စုကန်ကောပင်ရွာကိုဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့မုံလွဲ့3နာရီကမှခွ မအုပ်စုငလဆန်းရွာမှပြည်သူ၁၀ဦးကိုရိုင်းနှက်ဖမ်းဆီးထားပြီးတော့ကျေးရွာကိုမီးတင်ရှို့နေတယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီသတင်းကောင်းထုတ်ချက်တွေကိုတော့ရေဒီယိုအန်ယူဂျီသတင်းတောက်မင်းစစ်သွေးနဲ့ကားရှယ်တူကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ